စိတ်ဝင်စားဖို့ရကောင်းတာတော့အဲဒီရောဟိတတတုတ်သူဆက်ချောင်းကဘလို့ပေါ်လာတော့ဆိုမြတ်စွာဘုရားကတာဝတိပြည်စေတဝန်အကြောင်းမှာသတင်းသုံးနေတဲ့အချိန်နတ်တွေကမြတ်စွာဘုရားစီလာလို့ရှင်သကောင်ကြော်မှလာလေးရှိတယ်တနေ့ကျတော့အဲဒီမြတ်စွာဘုရားစီမှာနတ်သားတယောက်ရောက်လာတယ်သူ့နာမည်ကရောဟိတတလို့သူကရှောက်တယ်ရောက်လာပြီးတော့သူကမေခွန်းတစ်ခုမေးတယ်သူမေးတဲ့မေခွန်းကဘာလို့ဆိုရင်ရှင်ဘုရားတဲ့လောကကြီးမှာ မွေးလည်းမမွေးဘူးကိုယ်လည်းမအိုရဘူးနားလည်းမနားရဘူးသေလည်းမသေးရဘူးတဘောကနေတဘောကခုပြောင်းတာလည်းမရှိဘူးအဲ့ဒီလောကကြီးကိုတွေ့ဖို့ဂျုံဖို့ရောက်ရှိဖို့အတွက်သွားလို့ရနိုင်သလားဒီမေးခွန်းမေးတာအဲ့ဒီမေးခွန်းကဉာဏ်တဲ့ပုဂ္ဂိုလ်တွေမေးမေးပြချင်မှမေးပြမယ်ဒီမေးခွန်းကနော်အဲ့ဒီလောကမျိုးကိုရောက်နိုင်သိနိုင် တွေ့နိုင်သလားတဲ့အဲ့ဒီရောလောကရောက်သွားလို့ရှင် ဝေးရတာလည်းမရှိဘူး။အိုရတာလည်းမရှိဘူး။နားရတာလည်းမရှိဘူး။သိရတာလည်းမရှိဘူး။တဘွားကနေတဘွားကူးပြောင်းတာလည်းမရှိဘူး။သာဝရတည်ငြိမ်နေတဲ့လောကကြီးကိုတပည့်တော်တို့သွားလို့ရမလားတဲ့။လောကရဲ့အဆုံးကိုတွေ့နိုင်သလား။ဒီလောကကြီးရဲ့ဒီလောကကြီးထဲမှာရှိတဲ့တ ত্ত্ব အရာတွေကတော့ဒီတိုင်းပဲရှိတယ်။လောကကြီးရဲ့အဆုံးရောက်သွားရင်တော့ဒါမျိုးရှိမှာမဟုတ်ဘူး။မွေးဖွားတာလည်းရှိမှာမဟုတ်ဘူး။အိုရာသေးတာလည်းရှိမှာမဟုတ်ဘူး။ တဘွားနေတဘွားကူးပြောင်းတယ်ဆိုတာတွေလည်းရှိမှာမဟုတ်ဘူးလို့အဲ့ဒီလောကကြီးကိုသူရှာတွေ့ခြင်းနဲ့ရှိနိုင်မလားရှောက်တော့မြတ်စွာဘုရားဖြေတယ်မရှိနိုင်ဘူးအဲ့ဒီလောကမရောက်နိုင်ဘူးတဲ့အဲ့ဒီလောကကိုမတွေ့နိုင်ဘူးလို့ပြောရှောက်လန်းသွားခြင်းဖြင့်တော့မရောက်နိုင်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒီလိုလောကရဲ့အဆုံးကိုသိနိုင်ဖို့ရောက်နိုင်ဖို့မြင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဖြေတော့ အဲ့ဒီနတ်သားကသူကရှောက်တယ်အရှင်ဘုရားဩဇာကောင်းလိုက်တာဗျာတဲ့အရှင်ဘုရားဖြေတဲ့အမှန်ကလုံးဝမှန်တယ်လုံးဝမှန်တယ်တဲ့တပိတော်ကိုရိပါတဲ့အဲ့ဒီလိုလောကမျိုးသွားလို့မရောက်ဘူးဆိုတဲ့တပိတော်ကိုရိပဲတဲ့တစ်ချိန်တုန်းကတပိတော်ဂိုးရှင်ယသိတဥဖြစ်ခဲ့ဘူးတဲ့ပေါ့သူကသူ့ဆက်ချောင်းပြန်လျှောက်တာတကိုးရှင်ယသိကြီးတဥတပိတော်ဖြစ်ခဲ့တယ်ကောင်းကင်ခရီးကနေပြီးတပိတော်သွားနိုင်တယ် တပည့်တော်ရဲ့လင်းမြန်တဲ့နှုံးကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်အလင်းတန်းရဲ့လင်းမြန်တဲ့နှုံးနဲ့သွားမှာပေါ့အလင်းဆိုတာအလွန်မြန်နဲ့မော်လာသွားတာအလင်းရောင်သွားတဲ့နှုံးနဲ့သူပြောတဲ့ဥပမာကတော့ဘာနဲ့ပြောတော့ဆိုရင်အင်မတန်ပေါ့တဲ့ညာကလေးလေးနဲ့တက်ပြီးတော့အဲ့ဒီညာကို ပြစ်လိုက်တဲ့အခါမှာထပင်တပင်ဆိုတာဘလောက်ပဲရှိမလို့ထပင်ရဲ့အတုတ်ဟာရှိလာလို့ရှိရင် ရှစ်လက်မှတပေ12လက်မှဒါလောက်ပဲရှိမှာပေါ့နော်အဲ့ဒီညားနဲ့ပြစ်လိုက်လို့ညားကထပင်လုံးနာကနေကပ်ပြီးတော့ဖြတ်သွားတဲ့အချိန်လေးဟာစက္ကန့်ပဲဘိုင်းလောက်ပဲရှိမှာပဲပေါ့ဟုတ်ကဲ့လားဆိုလိုတာကသူဥပမာပေးထားတာတော့သူ့ရဲ့လျင်မြန်တဲ့နှုံသားဟာအမတန်ပေါ့တဲ့ညားလေးကိုအချိန်အဟုန်နဲ့ပြစ်လိုက်တဲ့အခါမှာအဲ့ဒီညားလေးဟာ ရှင်းလက်မအတိုင်းအတာလေးတစ်ခုဖြတ်ကျော်တဲ့အချိန်ပိုင်းလေးလို့ဆိုအလွန်တိုတဲ့အချိန်ပိုင်းလေးကိုပြောတာပဲအလွန်တိုတဲ့အချိန်ပိုင်းလေးထပင်ကိုဖြတ်တဲ့အချိန်လေးဟာအမှန်တိုတိုလေးပဲဖြစ်မှာပေါ့အဲ့ဒီလောက်ထီအောင် तू ဟာလင်းမြန်တယ်တဲ့စัจ java လာတစ်ခုကိုအဲ့ဒီလိုနှုံးနဲ့ तू ဟာစัจ java လာတွေဆုံးအောင်သွားကြည့်တယ်ပေါ့ပြီးတော့ तू ကခန္ဓာကိုယ်နဲ့ရှောက်လန်းပြီးတော့သွားတာဖြစ်တော့ သူ့ရဲ့ခြေလှမ်းကြီးကလည်းဘလောက်ကျဲတယ်လဲလို့ဆိုလို့ရှိရင်အရှိသမုဒ္ဒရာကအနောက်သမုဒ္ဒရာလောက်မှသူကခြေလှမ်းတလှမ်းပဲ။ညာနဲ့နှုတ်ကလည်းအလွန်ညာနဲ့ခြေလှမ်းကလည်းအမတန်ကျဲတယ်။အဲ့ဒီနှုတ်နဲ့သူစัจ java လာရဲ့အဆုံးလောကကြီးရဲ့အဆုံးကိုသိကျင်တာနဲ့သူတတ္တန်တရာရှိတဲ့အချိန်ပိုင်းမှာအစာအာဟာရစားတဲ့အချိန်လေးခိတ္တနားတယ်။နောက်ဖေးနောက်ဖေးသွားတဲ့အချိန်လေးခိတ္တနားတယ်။ မောပန်းလို့ခိတခဏအိပ်ဆက်တဲ့အချိန်ပိုင်းလေးမှီးတဲ့အချိန်ပိုင်းလေးခဏနားပြီးတစ်ချိန်လုံးသူခရီးသွားနေခဲ့တယ်ပေါ့အဲ့ဒီနှုံနဲ့သွားတာသူသွားတာလောကကြီးရဲ့အဆုံးကိုရောက်ချင်လို့သူအဲ့ဒီနှုံနဲ့သွားခဲ့တာတဲ့အနှစ်တရာကြာလို့သေသာသေသွားရောသူလောကကြီးအဆုံးကိုမတွေ့ခဲ့ရဘူးသူပြောတာဩဃာတလောကကြီးကိုသူဖြတ်သွားနေတာဟုတ်ကဲ့လား မြတ်စွာဘုရားကအနန္တစကြဝဠာလောကကြီးကအဆုံးစမရှိဘူးလို့ဟောထားတဲ့အတိုင်းပဲလောကကြီးအဆုံးကို तू မတွေ့ပဲနဲ့ तू ဘဝတစ်ခုနေကုန်ချုပ်သွားရတယ်။ဇံရယတိဖြစ်သည့်အတွက်ကြောင့် तू ဗြဟ္မပြည်မှာရောက်သွားမှာပေါ့။သို့တော့စာထဲမှာဗြဟ္မာလို့မသုံးဘဲနဲ့ देव ဝပုဒ္ဒလို့ပဲသုံးထားလို့နတ်သားလို့ပဲပြောရတယ်ပေါ့။အဲ့ဒီရောဟိတတ္တဆိုတဲ့နတ်သား तू အဲ့ဒါလို့ ဘဝတစ်ခုမှာလောကရဲ့အဆုံးကိုတွေးဖို့ဆိုပြီးတော့ကြိုးစားပြီးရှာဖွေခဲ့တာမတွေးဘဲနဲ့သူဘဝတစ်ခုဆုံးသက်သွားပါတယ်တဲ့ဒါကြောင့်မို့အရှင်ဘုရားပြောတဲ့စကားမှန်လိုက်တာလောကကြီးအဆုံးကိုဖြင့်သွားရောက်ခြင်းဖြင့်တော့ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူးလောကကြီးအဆုံးကိုရှောက်လန်းရှာဖွေခြင်းဖြင့်တော့တွေးမှာမဟုတ်ပါဘူးဆိုတာ အမတန်မှမှန်ပါတယ်တဲ့မတွေ့ခဲ့ပါဘူးတဲ့လို့ပြောအဲ့ဒီမှာမြတ်စွာဘုရားကဘာဟောတော့ဆိုမှန်တဲ့သွားခြင်းဖြင့်မအိုမနာမသိတဘွားနေတဘွားကူးပြောင်းရခြင်း မရှိတဲ့လောကဘလို့နည်းနည်းမှမရောက်နိုင်ဘူးမသိနိုင်ဘူးဆိုပြီးမြတ်စွာဘုရားကဘာထပ်ပြောလိုက်တုံးဆိုဒါလေးက အဲ့ဒီလောကကြီးရဲ့အဆုံးကိုမရောက်လို့ရှင်လဲမင်းတို့ဒုက္ခဘရောမှာအဆုံးမတတ်ဘူးတဲ့အဲ့ဒီစကားထူးခြားတဲ့စကားတခုလောကကြီးရဲ့အဆုံးကိုမရောက်ဘူးဆိုရင်လဲမင်းတို့လောဒုက္ခဘရောမှာမငြိမ်ဘူးဒုက္ခရဲ့အဆုံးကိုဘရောမှာတွေ့မှာမဟုတ်ဘူးလောကကြီးအဆုံးကိုရောက်မှသာလင်ဒုက္ခအလုံးကလွတ်မြောက်မှာဖြစ်တယ်ဒီနေရာမှာမြတ်စွာဘုရားကအကျိုးမရှိတဲ့စัจ java လား ဩကတလောကကြီးကိုရှားဝေစူးစမ်းနေခြင်းဖြင့်အချိန်ဖြုံးနေတဲ့နတ်သားအကျိုးမရှိတာဟုတ်အကျိုးရှိတဲ့နိလန်းနဲ့မြတ်စွာဘုရားတက်ပေးလိုက်တာသဘောအရအဲ့ဒီနတ်သားကဘုရားကိုရှောက်နေတာကဩကတလောကကဘာလောကကြီးအမြဲတမ်းကျေပြောလာတဲ့တတ္တဝါတွေရဲ့ဖြစ်ရမွေးရတည်ရှိနေရလောကကြီးရဲ့အဆုံးကိုသူကရှာတာဘယ်လောကကြီးရဲ့အဆုံးကိုရှာရှာမရောက်နိုင်ဘူးလို့ အဲ့ဒီဩဃတလောကကြီးအဆုံးကိုရှာလို့မရောက်ဘူးမြတ်စွာဘုရားကဩဃတလောကကိုမရည်ညွှန်းမဲနဲ့သင်္ခါရလောကကိုရည်ညွှန်းပြီးတော့အဲ့ဒီလောကရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းဒုက္ခအဆုံးမတတ်ဘူးတဲ့ဒုက္ခဆိုတာဘာရောပြန်လီမွေးဖွားခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်းဆိုတဲ့ဒီဆင်းရဲဒုက္ခတွေမင်းဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူး